ရမသောသတင်းတပုတ်အနေနဲ့တောင်းနဲ့ရွှေဝုံမျိုးနယ်တို့မှာစစ်တပ်ကစစ်ကြောင်းထိုးပြီးကျေးရွာများကိုဆက်တိုက်မိရှို့နေရတောင်းနဲ့ရှိတဲ့ပြည်သူများကပ်ပြေးတင်ရသွဲတွင်ကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းပေါင်းမျိုးနယ်အတွက်စစ်ကြောင်းထိုးနေတဲ့အကြမ်းမစစ်တပ်ကကျေးရွာများကိုဆက်တိုက်မိရှို့နေရတောင်းနဲ့ရှိတဲ့ပြည်သူများဘေးတို့ရကပ်ပြေးတင်ဆောင်နေရသောဒေသခံပြည်သူများကပြောဆိုပါရဲ။အော်ဒိုဘလ29ရက်နေ့ပါတဲ့အကြမ်းမစစ်တပ်ရဲ့ကပ္ပစ20နဲ့မှထွက်လာတဲ့တပ်မကိုကိုလက်အောက်ကတဲ့ရင်တစ်တုံညာဖို့ 累的过，得累了过，把他的那些东西就把睡觉嘛，休息吧，那个嘛，吃饭也吧，无刚吃饭，得动的着些，我睡眠呢，休息着嘛，得累的着。 ကိုကျော်နိုင်ထွန်းတို့ကိုခန်းစည်းတက်ပြက်ခဲ့ကြောင်းသိရှိရပါတယ်။အော်တိုဘာလ30ရက်နေ့မှာထိုးစစ်ကြောင်းဟာရှက်ကန်ရွာစတင်ကြောင်းကိုဝင်ရောက်စီးနှင်ပြီးနေအိမ်ခုနှစ်လုံးကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းလိုဝင်ဘာလ10ရက်နေ့မှာရှက်ကန်ရွာမှတဆက်ပင်တောင်ကျူစောထီးရွာနဲ့ဒီတော့ကွင်းရွာကျူစောထီးရွာကိုစစ်ကြောင်းနှစ်ချောင်းကွဲ၍ခွက်ခွာသွားကြောင်းအဲဒီနောက်မှာနိုဝင်ဘာလ3ရက်နေ့ရင်းစစ်ကြောင်းဟာကျူစောထီးများနဲ့ပူပေါင်းကအင်အား900ခန့်ဖြင့်ဒေးရွာများကိုထပ်မံစစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ိရှိရပါတယ်။အဲဒီစစ်ကြောင်းကနိုဝင်ဘာလ6ရက်နေ့မှာတရပီရွာကိုမိရှုဖြက်စီးခဲ့ကြောင်းဒီနေ့နိုဝင်ဘာလ10ရက်နေ့မှာလည်းလေလံကျေးရွာနဲ့ညီရှာကျေးရွာရှိစစ်ဆောင်များနေထိုင်နေတဲ့တော်ရဲများကိုထပ်မံမိရှုဖြက်စီးနေကြောင်း သိရှိရအောင်လေထို့ကျမစစ်တက်ကစစ်ကြောင်းကြောင့်ပေါင်းမျိုးနဲ့အတွက်ရှိကျေးရွာ16ရွာမှအိမ်တော်စု3000ကျော်ပြည်သူ10000ကျော်ဟာဘေးလွတ်ရာတောတောင်များတွင်ခွပြင်းတင်းဆောင်နေရပြီးစားနေရိတ်ခါများလည်းရေးပေါ်လိုအပ်လျက်ရှိကပေါင်းမျိုးနဲ့လူသားစာနာဌာနကပြောဆိုပါလေပေါင်းနေတဲ့ကိုထိုးနေတဲ့စစ်ကြောင်းကအင်အားလည်းများတယ်သူတို့ပြူစောထီးတဲ့ကနေထွက်လာတဲ့ကရွာပဲပေါ့စိတ်ကြိုက်ဝင်စီပြီးမိရှို့နေတာအခုထိခွေးစစ်ကြောင်းတွေစစ်ကြောင်းထိုးနေတုန်းဆိုတော့ပြက်စင်းမှုအရှင်တွေကိုအတိမပြုတ်နိုင်သေးဘူးဒီနေ့လေလန်ကျေးရွာနဲ့ ရှာကျေးရွာကစစ်ဆောင်တော်တွေရဲ့ဘုတ်တက်လက်မီးရှို့နေတဲ့ပြည်သူတွေနဲ့သူတို့စပီးဝင်လာကြတဲ့ကရှောင်းနေရတာ ခုထိပဲစာနဲ့ရိတ်ခါပြတဲ့အရေးပေါ်လိုအပ်နေတဲ့တို့ဒေတာကံပြည်သူတို့ကပြောဆိုပါတယ်။လားတို့စကိုင်းတိုင်းရွှေဘုံမြို့နယ်တွင်ရှိနော်ဘင်ရွာကိုလည်းအကြမ်းမစစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးနေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း One Information Network တာဝန်ကဘုံထန်းကပြောဆိုပါတယ်။ယနေ့နိုဝင်ဘာလ10ရက်နေ့နနက်အစောပိုင်း9:00နာရီခန့်မှာရွှေဘုံမြို့နယ်ဇီရောရွာတဲ့ကိုရောက်ရှိနေတဲ့အကြမ်းမစစ်တပ်သားများကနော်ဘင်ရွာကိုဝင်ရောက်စီးနှင်းပြီးနေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်းလက်ရှိရှိမှအကြမ်းမစစ်တပ်စစ်ကြောင်းဟာ ိုင်းနိုင်လေးရွာကိုပြန်လည်ဝင်ရောက်သွားကြောင့်သိရှိရပါတယ်။စိုင်းနိုင်လေးရွာကနေ စ်ခွဲပြီမနဲ့အစောပိုင်း3နာရီလောက်ထွက်လာပြီနော်ဘင်ကကို9နာရီတောင်မှဝင်ရောက်စင်းနေပြီမီးရှို့တာအဲ့ဒီစစ်ခွဲစစ်ကြောင်းကမီးရှို့ပြီးတော့ဆိုင်းနိုင်လေးရွာလည်းကိုပြန်ဝင်သွားတယ်လို့ wallet information နဲ့ network တာဝန်ခံမုံတိုင်းကပြောဆိုပါတယ်ကျွန်တော်စစ်တပ်ဟာရွှေဘုံမြို့နယ်အတွက်ရှိရွှေဘုံမန္တလေးလမ်းမကိုဒုံဝင်ပါလာ6ရက်နေ့ကစတဲ့စစ်ကြောင်းထိုးမီးရှို့နေခြင်းကြောင့်တိုက်ပွဲများလည်းဖြစ်ပွားနေသည့်တရှိရှိမှအစံပါစစ်တဲ့စစ်ကြောင်းကြောင့်0ရွာတကနန်းရွာနှောင်းပင်ရွာဘုံပို့ရွာဆိုင်းနိုင်ကြီးရွာနဲ့ဆိုင်းနိုင်ကြီးရွာမှာတောင်းနေရှိ ရဲ့ပြည်လူများကဲလို့ရခွက်ပြီးတင်းဆောင်နေရကြောင်းတင်းရရှိပါမြောက်ဒုတိယဒရင်တပုတ်အနေနဲ့မိုးပြဲမြို့မှာတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကအခိနန်သဖြင့်လေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်လေတရင်နေတွင်စစ်တပ်ကစစ်မျက်နှာမာဘူးဖွင့်တာပြင်းထန်ထိုးစစ်ဆင်သွဲဒရင်ကိုတင်ဆက်ပေးပါမယ် ကရင်နေပြည်ရှမ်းကရင်နေနယ်ဆက်မိုးပြဲမြို့အနီးမှာတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကအထိနာနေတဲ့ဖြစ်လေကြောင်းဖြစ်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းကရင်တော်လန်ရေးစစ်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။ဒီမှာနေနိုဝင်ဘာလ9ရက်နေ့မိုးပြဲမြို့အပြင်ဘက်သို့ကျမ်းမတ်စစ်တပ် PNO ပူပေါင်းတပ်ဖွဲ့ကစစ်ကြောင်းထိုးလာတဲ့ဖြစ်ကရင်နေတော်လန်ရေးပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာတနေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီးအကြမ်းဖက်စစ်ခွေးများထိခိုက်သေးဆုံးများပြားတဲ့ဖြစ်ဂျက်ဖိုက်တာဖြင့်နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ကပြစ်ကူပေးခဲ့ကြောင်း သိရှိရပါတယ်စစ်ခွဲတွေဘလောက်သေးလဲဆိုတာတော့တိကျမသိရဘူးထိကိုင်းမှုတော့များတယ်အဲဒါကြောင့်လက်နက်ကြီးတွေနဲ့လည်းပတ်ထုတယ်လေယာဉ်နဲ့လည်းလာကျဲတယ်ထိတွေ့မှုကနေတိုင်းနဲ့ရှိနေတာပဲတနအီကြာထိတွေ့မှုဖြစ်လိုက်နှစ်နာရီကြာထိတွေ့မှုဖြစ်လိုက်နဲ့နေတိုင်းဒီပါဖြစ်နေတာဒါပေမဲ့ဒီနေ့မနက်ကတော့စောစောစီစီကနေနေ့လည်းအထိထိတွေ့မှုတွေရှိနေတာထိနာသွားလို့ညနေပိုင်းမှာလက်နက်ကြီးတွေလာရောက်ပတ်ထုနေတယ်လေယာဉ်နဲ့လည်းနှစ်ခေါက်သာကျဲသွားတယ်လို့ပြည်ရင်တော်လည်းရင်ရင်ကပြောဆိုပါတယ်ရှမ်းကရင်နေတဲ့ မိုးပြဲမြို့ right ကဒီမော့ဆုဖရူโซနဲ့ဘောလခဲမြို့တို့မှာအချမ်းပတ်စစ်ကောင်စီတပ်ကစစ်မျက်နှာ၅ခုဖွင့်ကပီယန်နိုပြည်သူစစ်များစစ်မှုထမ်းတပ်သားများကိုရှေ့တန်းမှလူသားတိုင်းကဖြစ်အုံပြုကထိုးစစ်တိုက်ခိုက်ပြရရှိနေသဖြင့်နေစဉ်တိုက်ပွဲပြင်းထန်လျက်ရှိသောတွင်ရရှိပါမြောက်နောက်ထပ်ဒရင်တပုတ်အနေနဲ့ ရေတုံမျိုးအနေရှိလန်ကင်းလုံကြုံကြီးယူနေတဲ့စစ်တပ်ကိုမိုင်းဆွဲမှုဗိုလ်တော်အပါအဝင်စစ်တပ်တုံးတိတ်ဆုံးစစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်ပြည်သူများဒဏ်ရာရရှိပြီးနေအိမ်များမီးရှို့ခံရသောတွင်ကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းရေစကြိုမျိုးအနေမှာလန်ကင်းထွက်ယူနေတဲ့စစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရဗိုလ်တော်အပါအဝင်စစ်တပ်တုံးတိတ်ဆုံးခဲ့ကြောင့်ရေတုံမျိုးနဲ့ပြည်သူကာကွယ်ရေးအဖွဲ့အကာဖမတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဂျမန်နေ့နိုဝင်ဘာလ9ရက်ဝေါ်လန်2နာရီဝန်းကျင်ခန့်အစရေစကြိုမျိုးနဲ့အရှိဆက်ခါလာ ရ25လျှောက်25ခု258တရင်3ခုမှပူပေါင်းကအင်အား90ခန့်ဖြင့်ရေတကြိုမျိုးနှင့်တရင်3ခုကြားရှိ ပေကုံကျေးရွံရေတံတားအနီး၌လန်ကင်းယူနေစဉ်မိုင်းခွင်းအတွင်ဝင်ရောက်လာတဲ့စစ်သား10ဦးကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရနှစ်ပွင့်ဗိုလ်ကြီးတအုပ်နဲ့တတနှုတ်စုစုပေါင်း3တိတ်ဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရှိရပါတယ်။ခါလာယာ25လျှောက်25ခု258တက်3တက်ကဦးပေါင်းပြီးတော့ လန်ကင်းယူတာရဲတကြုံမြို့နဲ့တက်တွေကြားတဲ့ကနေပေကုန်းရွာဆိုတဲ့ရှိတယ်ကာလန်ဘေးပဲအဲ့ဒီရွာနားမှာခြေတကားရှိတယ်အဲ့ဒီနေရာမှာစက90လောက်ကလန်ကင်းယူထားတာအဲ့ဒီဒဲကမှ10ရောက်လောက်ကကျွန်တော်တို့မိုင်းနာကိုရက်နေအဲ့ဒီရက်နေတဲ့10ရောက်ကိုမိုင်းဆွဲလိုက်တာနှစ်ပွင့်ပုံနဲ့တက်သားငယ်အောင်အလုံးပေါင်း3ရောက်သေးတာအဲ့ဒီလန်ကမကြခဏကျူးတယ်မြို့အထွက်နဲ့တက်ကြားတဲ့ကိုကျွန်တော်တို့အမြဲတမ်းလုံနေကြဆိုတော့လန်ကင်းမကြခဏခတ်တယ်မြို့ပေါ်နဲ့တက်ကို အကြီးအကဲတယောက်ကူးမယ်ဆိုလို့ရှိရင်လန်ကင်းယူနေကြတော့ရေကြုံမျိုးနဲ့ပြည်သူကာကွယ်ရေးအဖွဲ့ပါကဖမတောင်းရှိသူတို့ကပြောဆိုပါတယ်အဆိုပါတိုက်ခိုင်းမှုကိုရေကြုံမျိုးနဲ့ပြည်သူကာကွယ်ရေးအဖွဲ့ပါကဖမရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ထို့သူမိုင်းဆွဲတိုက်ခိုက်ခံရပြီး15မိနစ်ခန့်ကြာပြီးတဲ့နောက်ဂျမတ်စစ်ကောင်စီတပ်ကလက်နက်ကြီးလက်နက်ငယ်များဖြင့်အနီးနားပတ်ဝန်းကျင်များကိုရန်တမ်းပစ်ခတ်ခဲ့ရပြည်သူတို့မစိုးရိမ်ရအထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထို့ပြင်မိုင်းဆွဲခံရတဲ့ ဲ့နေရအနီးနားရှိပြည်သူနေအုံလုံးကိုလည်းအကြမ်းဖက်စစ်သားများကအေးရှုဖျက်ဆီးခဲ့ကြောင်းတရင်ရရှိပါညာ